မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလာတရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မျိုးသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ကံပတ်လန်မြို့နယ်ကျင်းတွင်းမြို့ကိုတိမ့်ပိုက်နိုင်ပြီဖြစ်ကြောင်းကိုချင်းညီနောင်အဖွဲ့များကဒီကနေ့မှတရားဝင်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2023ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ကစတင်ပြီးတော့ချင်းပြည်နယ်ကံပတ်လန်မြို့နယ်ကျင်းတွင်းမြို့မှာရှိတဲ့စစ်ကောင်စီစခန်းကိုနယ်မြေခံ CDF ကံပတ်လန်နဲ့အတူ အခြားစီတဲ့ကူးကောင်းတက်ဖွဲ့များ PDF တက်များကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်2024ခုနှစ် AP လ29ရက်နေ့မနက်9:00နာရီခွဲအချိန်မှာစစ်ကောင်စီစခန်းတစ်ခုလုံးကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အပြင်လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်လေးလကျော်ကြာမြင့်တဲ့ကျင်းတွင်းမျိုးသိမ်းတိုက်ပွဲမှာဇိုမီဖက်ဒရယ်အစည်းအရုံးချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကောင်စီမင်းတပ်မရနယ်မြေအုပ်ချုပ်ရေးကောင်စီချင်းကာကွယ်ရေးတပ်ဖွဲ့ကံပတ်လက်ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့မတူပီအပါဝင် တော်လိုက်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်သားတွေအရှင်ဖမ်းဆီးရမိတာတွေလည်းရှိတယ်စစ်တပ်ဘက်မှာတေဆုံးတာလည်းများတယ်လက်နက်ခဲယမ်းတွေကိုလည်းတင်းစီရရှိတာတွေများပါတယ်လို့တော်လိုက်သတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အချမ်းဘတ်စစ်ကောင်စီက drone တပ်ဖွဲ့ဆိုတဲ့နာမည်နဲ့တပ်ဖွဲ့အသစ်များကိုတီထောင်ဖွဲ့စည်းလိုက်ပြီးတော့ရန်ကုန်တိုင်းဖောင်ကြီးမှာရှိတဲ့အမှတ်၅လေးချောင်းရံကာကွယ်ရေးတပ်မှရုရှားပညာရှင်စစ်သားများက ဒရုန်းတင်နန်းပို့ချပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အကြမ်းဖက်စစ်ကောင်စီကနီးပညာစစ်ပွဲဆင်နွှဲရမယ်ဆိုတဲ့ကြွေးကြော်မှုနဲ့ဒရုန်းတပ်ဖွဲ့အစ်စ်များကိုတပ်များမှစတင်ဖွဲ့စည်းနေတယ်လို့သိရပါတယ်။ရန်ကုန်ဖောင်ကြီးမှာရှိတဲ့အမတ်ငါးလေးချောင်းရန်ကာကွယ်ရေးတပ်မှ936ဒရုန်းတပ်ဖွဲ့ကိုဖွဲ့စည်းကရုရှားကပညာရှင်တပ်အရာရှိများကဒရုန်းတင်နန်းများကိုအနီးကပို့ချပေးနေတယ်လို့သိရပါတယ်။ဒါ့အပြင်တရုတ်နီးပညာရှင်တချို့ကလည်းဒရုန်းတပ်ဖွဲ့အတွက်ကူညီလောက်ကင်ပေးမှုတွေရှိနေတယ်လို့သိရပါတယ်။ drone ဆိုတာကစစ်တပ်မှာအရင်တုန်းကကြဲကြဲပြန့်ပြန့်မသုံးနိုင်ဘူးလေချောင်းရံတို့ဘာတို့က drone ကိုတင်နှက်တက်ထားတဲ့ဒူမသုံးနိုင်တာခြေလင်းခြေမြန်တက်ကကောင်တွေက drone မသုံးနိုင်ဘူးအခုနောက်ပိုင်း drone တွေသုံးလာတာကခြေလင်းခြေမြန်တို့မှာ drone တက်ဖွဲ့တွေ drone တင်ကြားပေးထားတဲ့ကောင်တွေကိုတွဲပြီးသုံးတယ်လို့ယူဆရတယ်အဲ့ဒီလိုနီးပညာကလည်းစစ်တပ်ရဲ့နီးပညာမဟုတ်ပဲရုရှားနဲ့တရုတ်တို့ရဲ့နီးပညာတွေဖြစ်နိုင်တယ်လို့ CDM ဘူကြီးလင်းထက်အောင်ကသုံးသပ်ပြောဆိုထားပါတယ်စစ်ကောင်စီရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်ကရုရှားကိုအေပီလ23ရက်နေ့ကနေ25ရက်နေ့အထိတွားရောက်ပြီးတော့စစ်နှက်ချိန်မြောက်လုံခြုံရေးကိစ္စရပ်များဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနဲ့သရုတ်ထအချိန်မြောက်အာဆီယံရုရှားလုံခြုံရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲ walking breakfast ကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ drone များကိုအသေးစိတ်လေ့လာမှုများလုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြင်ဦးလိန်ခရိုင်မရယာမြို့နယ်ကြောက်တရားကြီးရွာကအိမ်စည်းကားနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာစစ်ဗိုလ်တအူတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ29ရက်နေ့ကမရယာမြို့နယ်ကြောက်တရားကြီးရွာကအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးဟာအယ်ဖက်အမျိုးအစားကားတစ်စီးနဲ့ကြောက်တရားရွာတဲ့မြောက်ဘက်ကိုထွက်လာတဲ့အချိန်မိုင်းဆွဲပြီးတော့လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခတ်ရာ ကားဟာတိမ်းမောက်သွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီကဗိုလ်တအူးတိတ်ဆုံးပြီးတော့နှစ်ဦးဒဏ်ရာရရှိကာနောက်ထပ်ဒဏ်ရာရရှိတဲ့သူတွေလည်းထပ်မံပြီးတော့တိတ်ဆုံးနိုင်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမတရားမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်သခိုင်းတိုင်းချောင်းဦးမြို့ဘောလုံးကွင်းအနီးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာတဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်ချောင်းဦးမြို့အခြေစိုက် BPLF တပ်ခွဲအညာမိုင်းအဖွဲ့က တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ AP လ28ရက်နေ့ညနေ9:00နာရီကမှချောင်းမြို့ဘောလုံးကွဲမြောက်ဘက်တုံးတက်တိုက်ပေါ်မှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့စစ်သား2ဦးပွဲချင်းပြီးသေဆုံးပြီး2ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ drone နဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေး3កောင်ထိတယ်။တကောင်သေဆုံးပြီးတော့2កောင်ကတော့ဒဏ်ရာပြင်းထန်တယ်။ချောင်းဦးစေးုံမှာစစ်ကူတမှုခံယူနေပါတယ်။လက်နဲ့ငယ်တွေနဲ့လည်းရန်တမ်းပြစ်ခတ်နေပြီးတော့អော်ဟစ်နေတယ်လို့ 6မြို့အခြေစား BBLF တပ်ခွဲအညာမိုင်းအဖွဲ့ကတာဝန်ရှိသူတူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို6မြို့အခြေစား BBLF တပ်ခွဲအညာမိုင်းအဖွဲ့မုံရွာခရိုင်တရင်ရှိတရင်ဆက်နှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဒေတာခေါ် speed boat လို့ခေါ်တဲ့ဆက်လီပောက်ကွဲပြီးတော့ကျွန်းစုံမြို့နယ်ရေကန်တောင်ရွာကပြူစောတိခေါင်းဆောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရေကန်တောင်ရွာပြူစောတိခေါင်းဆောင်အသက်40ဝန်းကျင်အရွယ် ဦးကျော်စိုးထိုက်အပါအဝင်အမျိုးသားသုံးလိုက်ပါလာခဲ့တဲ့ speedboat ဆက်လီတစည်းဟာဘိမ်းမြို့ဘက်မှာဂျင်းခရုသွားရောက်ပြီးတော့ကျွန်းစုမြို့နယ်ဘက်ကိုပြန်လာတဲ့အချိန်မနေ့ကမွန်လွယ်တနားရီကန်းကဖဏကျွန်းရွာအနီးမှာဆက်ချွတ်ရင်းပြီးတော့ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲမှုဖြစ်တဲ့အချိန်မှာအမျိုးသားသုံးစလုံးကရေထဲကိုခုန်ချခဲ့ပေမဲ့အဲ့ဒီတဲကဂျင်းဂုံးခရုရောင်းပြီးတော့ရတဲ့ကျက်သိန်း300ပါတဲ့အိတ်တလုံး equipment တစ်စုံ pistol တန်းနဲ့တက်လန်းနဲ့ဂျင်းပေါင်းပြီးဝစ်ဆင်ထားပြီးတော့ရေထဲကိုခုန်ချခဲ့တယ် ဥကြော်စိုးထိုက်တအူးသာတေဆုံးခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လေသွားနေတုံးစက်ခဏပိတ်ပြီးတော့စီထဲ့နေတုံးထပောက်ွဲတာရာသီဥတုကလည်းပူအင်ဂျင်ကလည်းပူအပူတွေများနေတုံးဓာတ်စီလောင်းထဲ့တာဆိုတော့မတော်တဆဖြစ်သွားတာလို့အသက်ရှင်ကြံရစ်ခဲ့တဲ့သူတွေရဲ့ပြောပြချက်အရာသိရပါတယ်။ဥကြော်စိုးထိုက်ရဲ့ရုပ်အလောင်းကိုလေနှဲ့မြုပ်ပြီးတော့နှစ်နာရီအကြာမှာဖနက်ကျွန်းရွာအနီးမှာပဲပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပြီးလက်မှာလည်းမီးလောင်ဒဏ်ရာတွေရထားတယ်လို့ဆိုပါတယ်။ ပတ်စံ3300လဲပြန်ရတယ်အခုတော့သူ့ရဲ့အိမ်မှာပဲနာရေးလှုပ်ထားတယ်လို့ဒေတာကန်အမျိုးသားတဦးကပြောပါတယ်ကြံတဲ့အမျိုးသားနှစ်ဦးကတော့ပေါ့ပေါ့ပါပါဝေစားတွေနဲ့စပီဘုတ်ပေါ်မှာရှိနေတဲ့ကျိုးကိုဆွဲပြီးတော့ရေထဲခုန်ချခဲ့တာဖြစ်တဲ့အတွက်အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်တယ်လို့ဒေတာကန်တွေကဆိုပါတယ်ပြန်လဲလွတ်မြောက်လာတဲ့သူနှစ်ဦးစလုံးရဲ့ခြေထောက်တွေမှာလဲမီးလောင်ဒဏ်ရာတွေရထားပြီးတော့ဘိတ်ပြည်သူစေယုံမှာစိတ်ကူတမှုခံယူနေတယ်လို့သိရပါတယ်ရေနစ်တေဆုံးခဲ့တဲ့ပြူစောတိခေါင်းဆောင်ဆိုသူဥကြော်စိုးထိုက်ဟာ ကျွန်းစုမြို့နယ်အတွင်းမှာဂျင်းမွေးမြူရေးလုပ်ငန်းတွေမှာဂျင်းခရုတွေကိုဈေးနှိမ်ဝယ်ယူပြီးတော့လက်နက်အားကိုနဲ့ချင်းချောင်းနေတဲ့သူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းမုံရွာမြို့နယ်နဲ့ဘူးတလဲမြို့နယ်အဆက်တန်ပိုဂိတ်အနီးမှာကင်းပတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ30ရက်နေ့မုံရွာမြို့နယ်နဲ့ဘူးတလင်မြို့နယ်စက်ကြားတန်ဖိုဂိတ်အနီးမှာခြေချင်းကင်းပတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို80မမလက်နက်ကြီး9လုံး40မမဘုံဒီ10လုံးလုံးနဲ့ပစ်ခတ်ခဲ့ပြီးတော့လက်နက်ငယ်များနဲ့ထပ်မံပစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ပြီးတော့အော်ဟစ်ဆဲဆူတန်များလည်းကြားခဲ့ရတယ်လို့သိရပါဗျ။စစ်ခွေးနှစ်ကောင်တန်ဖိုဂိတ်အထိမူးပြီးတော့လာတယ်ဆိုလို့လိုက်တာကနေပြီးတော့ပွဲဖြစ်တာသူတို့ကဂိန်းနာကငကမောက်တဲနာကဖြုတ်တော်ထဲမှာဆိုတော့ဘယ်နှယောက်လာတယ်ဆိုတာကိုတော့အတိအကျမသိရဘူးလို့ တော်လိုင်းတပ်ဖွဲ့ဝင်တအူးကပြောပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုကိုသိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ပြီးတော့စစ်ကောင်စီကလည်း RPG လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင်စစ်တပ်နဲ့များလက်နက်ငယ်များနဲ့လည်းပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်ပကဖအဖွဲ့ကနောင်အဖွဲ့နဲ့ဒေသကာကွယ်ရေးအဖွဲ့ငယ်များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မြောက်ရီမြို့ဘရင်တောင်ဈေးကြီးမှာဒီကနေ့မွန်လွယ်ပိုင်းအချိန်မှာမီးလောင်ကျွမ်းမှုဖြစ်ပွားပြီးတော့စိုင်ကန်တချို့နဲ့ဂိုးတောင်တချို့မီးတဲပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလာတရက်နေ့မွန်လွယ်၃နာရီဝန်းကျင်အချိန်မှာမြောက်ရီမြို့ဘရင်တောင်ဈေးကြီးမြောက်ဘက်ဈေးရုံရဲ့အနောက်ဘက်ကုန်းစုံဆိုင်ဂိုးတောင်ကမီးစတင်လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်မင်းနဲ့၄၀ကျော်ကြောင်းမီးလောင်ကျွမ်းခဲ့ပြီးတဲ့နောက်မှာမီးညွန့်ကျိုးသွားခဲ့တယ်လို့သိရပါတယ် မီးလောင်ကျွမ်းမှုကြောင့်ဆိုင်ကန်းတချို့နဲ့ဂိုဒေါင်တချို့မီးတဲ့ပါသွားတယ်လို့သိရပါတယ်။ကုန်းစုံဆိုင်ဂိုဒေါင်ကဆလောင်တယ်လို့ပြောတယ်။အခုတော့မီးညွန့်ကျိုးသွားပါပြီ။ဆက်ပြီးတော့နှိမ့်သက်နေကြတော့မယ်။ပူကလည်းပူဆိုတော့မီးကူးဆက်မှာကိုပြည်သူတွေကစိုးရိမ်နေကြတာ။အခုတော့မီးကိုနိုင်သွားပါပြီ။ဆိုင်ကန်းတချို့တော့ပါသွားတယ်။တေချာတော့မသိရသေးဘူး။မီးငိမ့်နေကြတော့မယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့ရှောင်းတော်ကျေးရွာမှာအကြမ်းဖက်စစ်ကောင်စီကစခန်းချကလမ်းပိတ်ထားတာကြောင့် ခရီးသွားပြည်သူများဒုက္ခကြုံတွေ့နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကစခန်းချလမ်းပိတ်ဆို့ထားတဲ့ရှငော်ကြီးရွာဟာမြကြီးနားဝိုင်းမော်မြို့ကခြိပွေမြို့စော့လော်မြို့ပန်ဝါမြို့ကိုတွားရလမ်းမှာရှိပြီးတော့အကြမ်းဖက်စစ်ကောင်စီကလမ်းပိတ်ထားတဲ့အတွက်နေရက်ကိုပြန်မဲ့ပြည်သူများဟာအခက်ကြုံနေရတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီက AP လ26ရက်နေ့ကနေစတင်ပြီးတော့လမ်းပိတ်ထားတာဟာ၃ရက်လောက်ကြာတဲ့အထိကိုဖွင့်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်ဒါကြောင့်ခရီးသွားပြည်သူများဟာလမ်းခုလက်မှာပိတ်မိနေပြီးတော့ လမ်းဖွင့်မဲ့အချိန်ကိုစောင့်ဆိုင်နေကြရတယ်လို့ဒေသခံပြည်သူတွေကပြောကြားထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လမ်းပိတ်မှုကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေထဲမှာကျမကြီးမကောင်းလို့စေယုံတက်နေရကနေနေရက်ကိုပြန်မဲ့သူများကြောင်းတက်ဖို့အတွက်နေရက်ကိုပြန်ကြတဲ့အကြောင်းသူအကြောင်းသားများနဲ့ကလေးငယ်များလည်းပါဝင်တယ်လို့သိရပါတယ်။ဘာသဘောနဲ့လမ်းပိတ်ထားတာလဲတော့မသိဘူး။အခုပိတ်မိနေတဲ့ပြည်သူတွေကတော့အတော်လေးကိုဒုက္ခရောက်နေကြပါတယ်။ကလေးတွေရောလူနာတွေရောကြောင်းသူအကြောင်းသားတွေကိုဘာမှကိုလုပ်လို့မရဘူး။လမ်းပေါ်မှာပဲလမ်းပြန်ဖွင့်မဲ့အချိန်ကိုအိပ်ပြီးစောင့်နေရတယ် ဘေးနားပတ်ဝန်းကျင်ကပြည်သူတွေကကူညီနေလို့သာအဆင်ပြေနေတာလို့ပိတ်မိနေတဲ့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ